ရန်ကုန်တက္ကသိုလ်စင်ရုခမ်းမမှာကျင်းပတဲ့မြမကင်းထောင်နှစ်တရာပြည့်အခမ်းအနားမှာဒေါအောင်ဆန်းစုကြည်ကကင်းထောင်မောင်မယ်တွေရဲ့လှုပ်ရှားမှုဆိုတာဟာလူငယ်တွေရဲ့စိတ်ဓာတ်ကိုပြုစုပြိုးထောင်တဲ့ဤတစ်မျိုးဖြစ်တယ်လို့ပြောပါတယ်။ကင်းထောင်မောင်မယ်များရဲ့လှုပ်ရှားမှုဆိုတာဟာလူငယ်များစိတ်ဓာတ်ဖွံ့ဖြိုးရေးအတွက်ပြုစုပြိုးထောင်ရေးဤတစ်မျိုးဖြစ်ပါတယ်။အားလုံးဟာဝိုင်းဝန်းပြီးတော့အတူကောင်းတဲ့ကိစ္စတွေကိုလုပ်မယ်ဆိုတာဟာတဘဝအတွက်အင်မတန်မှခိုင်မြဲတဲ့ မိတ်ဆွေများခိုင်မြဲတဲ့ရဲဘော်ရဲဘက်များရှားဖွေခြင်းဖြစ်ပါတယ်ဒီရှားဖွေထားတဲ့မိတ်ဆွေများတို့လည်းမြဲအောင်လို့ထားခြင်းဖြစ်ပါတယ်ကင်းထောင်လှူရှားမှုဆိုတာဟာတကဘာလုံးနဲ့သက်ဆိုင်ပြီးနိုင်ငံတကာနိုင်ငံရဲ့လှူရှားမှုမဟုတ်ကြောင်းလည်းပြောပါတယ်ကင်းထောင်လှူရှားမှုဆိုတာတကဘာလုံးနဲ့သက်ဆိုင်တဲ့လှူရှားမှုပါနိုင်ငံတကာနိုင်ငံနဲ့သက်ဆိုင်တဲ့လှူရှားမှုမဟုတ်ပါဘူးဒါပေမဲ့လည်းနိုင်ငံတစ်ခုချင်းတစ်ခုချင်းရဲ့ ကောင်းကျိုးပြုမှုဟာတကဘာလုံးကိုအကျိုးပြုနိုင်တယ်လို့တကဘာလုံးမှာဖြစ်ပေါ်နေတဲ့ကိစ္စအရရဟာလေနိုင်ငံတစ်ခုချင်းတစ်ခုချင်းပေါ်မှာထိအောင်မှုရှိပါလေဒါကြောင့်ကျမတို့ရဲ့ကင်းတောင်မောင်မင်းများဟာအနာဂတ်ကိုရှေ့ရှုပြီးတော့ဆက်လက်ပြီးတော့သွားစေချင်ပါတယ်ဒါပြင်ကင်းထောင်မောင်မယ်ရီအနေနဲ့အတ္တစိတ်တွေမထားဖို့တိုက်တွန်းခဲ့ပါတယ်ဒီတော့ကင်းတောင်လှုပ်ရှားမှုဆိုရဟာလူငယ်များရဲ့လှုပ်ရှားမှုဆိုရဟာအရေးကြီးဆုံးကိစ္စတစ်ခုอ่ะစောစောကကျမပြောသလိုအတ္တ စိတ်ကိုကြော်လှဖို့အတ္တစိတ်ကိုကြော်လှဖို့ဆိုတာအချင်းချင်းကြားမှာမေတ္တာပွားရမယ်မေတ္တာပွားရင်လည်းရဲဘော်ရဲဘက်စိတ်တွေကိုခိုင်မာအောင်လို့လုပ်ယူရမယ်ရဲဘော်ရဲဘက်စိတ်ဆိုတာတခြားဘာနဲ့မှမတူပါဘူးရဲဘော်ရဲဘက်စိတ်ဆိုတာတကယ်ကိုပြောရမယ်ဆိုလို့ရှိရင်သွေးရင်သားရင်တဲ့တောင်မှပို့ပြီးတော့နိကစေတဲ့စိတ်ဓာတ်ဖြစ်ပါတယ် A တူပူမြခံစရာရှိရင်တူတူခံမယ်ကာကွယ်စရာရှိလို့ရှိရင်အလုံးဝိုင်းပြီးတော့ကာကွယ်မယ်တိုးတက်စရာရှိလို့ရှိရင်အလုံးဝိုင်းပြီးတော့မျှပြီးတော့ ဝေယူမယ်ဆိုတဲ့စိတ်ဓာတ်တွေဟာဒါဟာရဲဘော်ရဲဘက်စိတ်ပါပဲရဲဘော်ရဲဘက်စိတ်နဲ့တွေးရင်သားရင်အပေါ်မှာနိစ္စမှုစိတ်နဲ့ဆိုတာဟာဘာကွာလဲဆိုတော့အတ္တနဲ့တာမှာကွာပါတယ်ငါမိသားစုငါမောင်နှမငါမိဘငါသားငါသမီးဆိုတာငါအမြဲပါနေပါတယ်အဲ့ဒါအတ္တပေါ့တို့ကျွန်တော်တို့ရဲဘော်ရဲဘက်စိတ်ဆိုငါတို့အတူငါတို့ရဲဘော်ရဲဘက်စိတ်ငါတလူမှုတွေကနေပြီးတော့ငါတို့ဆိုရဲအဖွဲ့အစည်းစိတ်ဓာတ်ပါလာပါတယ် ဒါကြောင့်ကျွန်မတို့ဒီလိုကင်းတောက်မောင်မယ်များဟာအဖွဲ့အစည်းနဲ့လက်ကျင်ပိုင်ခွင့်ရှိတာကိုအခွင့်အရေးယူပြီးတော့ကိုယ်တသက်အတွက်ကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်ကိုယ့်ရဲ့နိုင်ငံအတွက်မှန်ကန်တဲ့ရဲဘော်ရဲဘဲစိတ်တွေမွေးကြပါလို့ကျွန်မအနေနဲ့တိုက်တွန်းချင်ပါတယ်1936ခုနှစ်မှာမြန်မာနိုင်ငံအမျိုးသမီးကင်းထောက်အဖွဲ့ကိုစတင်ဖွဲ့စည်းခဲ့ပြီးအမျိုးသားကင်းထောက်အဖွဲ့ကတော့1920ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံဟာကမ္ဘာကင်းထောက်အဖွဲ့ချုပ် အာရှကင်းထောက်အဖွဲ့ချုပ်တို့နဲ့ဆက်သွယ်ပြီးအဖွဲ့ဝင်နိုင်ငံအဖြစ်ရည်တည်နေတာဖြစ်ပါတယ်။1964ခုနှစ်မှာမြန်မာကင်းထောက်အဖွဲ့ရဲ့လှုပ်ရှားမှုဟာရပ်တန့်သွားပြီး2012ခုနှစ်တမရဦးသိန်းစိန်လက်ထက်မှာပြန်လည်အသက်ဝင်လာတာဖြစ်ပါတယ်ရှင်။